ိုလ်ရင်းတွင်ခေတ်တွင်ဥမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်။ပထမဆုံးအင်အားထောင်ချီရှိတဲ့စစ်ကောင်စီစစ်ကြောင်းမိုးကုတ်မြို့ထဲဝင်ရောက်နေရယူဆသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တရုတ်ရဲ့ဂျာဝင်မှုနဲ့နိုဝင်ဘာလ29ရက်နေ့ညပိုင်းမှာအင်အား2000ကျော်ရှိတဲ့စစ်ကောင်စီတပ်တောင်းတမတော်တည်ရန်လည်းထင်းကျုံထားတဲ့မိုးကုတ်မြို့ထဲဝင်ရောက်လာပါတယ်။ စစ်တပ်ဟာနောင်ချုံမိုးကိုလမ်းပိုင်းကနေတဆိုင်မိုးကိုမြို့ထဲဝင်ရောက်လာတာဖြစ်ပြီးစစ်ကားတရားဝင်ချင်းရှိနိုင်တယ်လို့မြေပြင်ခြေနေတရှိသူတအူးကပြောဆိုပါတယ်ကားအစည်းတရာဆိုပစ္စည်းတင်တဲ့ကားက20ပုံအခုလက်ရှိခမန်းအင်အားမိုးကုံမြို့ထဲမှာ1600လောက်ရှိနိုင်နေလက်ရှိမိုးကုံမြို့တွင်မှာအင်အားဖြန့်ထားတယ်ဒီကနေ့နိုဝင်ဘာလ30ရက်နေ့နဲ့မနေ့ဖြန်ဒီဇင်ဘာလ1ရက်နေ့အထိစစ်ကောင်စီတပ်ဖွဲ့ဝင်ထပ်မံဝင်ရောက်လာဖို့ရှိနေပြီးမိုးကုံကနေတဆင်မိုးမိတ်မြို့တဲ့ဆက်လက်ဝင်ရောက်လာမယ်လို့၎င်းကဆက်ပြောပါတယ် စစ်ကောင်စီဝင်လာတဲ့လမ်းသက်ဆောင်တရန်လန်လေးတပ်ဖွဲ့ဝင်တွေနေရာယူပြီးမြို့အဝင်အထွက်ကိုပိတ်ထားဆဲဖြစ်ကောင်းမော်ကောမြို့နယ်တောင်တရဲအုပ်ချုပ်ရေးအဖွဲ့နဲ့ရဲတပ်ဖွဲ့ဝင်ဆက်ရှိနေတယ်လို့သိရပါတယ်မော်ကောမြို့ကန်60ရာခိုင်နှုန်းကျော်ကတော့ဘေးလွတ်ရာကိုထွက်ပြေးသိမ်းဆောင်နေကြပြီးတောင်ဘက်ကမော်ကောမြို့အတွင်းကနေစုခွာရင်တိုက်ပွဲဖြစ်လာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ် တရုတ်နိုင်ငံရဲ့ဂျောင်းဝေမှုကြောင့်စက်ကောင်စီတန်နေတအောင်တက်သူ PKD အော်တိုမာလာ29ရက်ကစကောင်အပြည့်ရဖို့သဘောတူညီခဲ့ပြီးတအောင်တက်ကမိုးကုန်းနဲ့မိုးမိတ်မြွနယ်ကိုစက်ကောင်စီတန်ပြန်လည်လွှဲပြောင်းပေးဖို့သဘောတူညီခဲ့ပါတယ်။လက်ရှိမြို့အလွယ်ပြောင်းတဲ့ပတ်သက်ပြီးစက်ကောင်စီနဲ့တအောင်တက်ဘက်ကတော့တစုံတရာသတင်းထုတ်ပြန်ထားတာမရှိသေးပါဘူးရှင်။ ဆက်လက်ပြီးဗမောက်မျိုးတဲ့ပြန်ဝင်မှုစူးစမ်းတဲ့စစ်တမ်းနဲ့အစံနေအတင်းဆုံးထိကမှုများလို့ပြန်ဆုတ်ဆွဲတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းဗမောက်မျိုးတဲ့ကိုဝင်မှုစူးစမ်းနေတဲ့စစ်တမ်းနဲ့စံနေအစံနေတပ်တွေကတော်လန်ရဲ့တပ်တွေကခုခံတိုက်ခိုက်နေတာကြောင့်စစ်အုပ်စုဘက်မှအတင်းဆုံးထိကမှုများနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်အချို့ကပြောပါတယ်။နေစင်ဒီပါလေးချပစ်ကူနဲ့မြို့ထဲကိုဝင်ရောက်နိုင်မှုစူးစမ်းနေပေမယ့်တင်ဆောင်သူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုတဲပြီးစစ်အုပ်စုကပြန်ဆောင်နေရတယ်လို့ဆိုပါတယ် နိုင်ဤပိုင်းလောင်းနဲ့ဆယ်ယောက်လောက်တည်တာလို့ရှေတန်းရဲဘော်တအူကဆင်ပြပါတယ်။နိုဝင်ဘာလ18ရက်နေ့ကပမောင်းမြို့အနီးကနတလန်ကုံကိုစော်စုကပြန်ရပြီးမြို့ထဲကိုဝင်နိုင်မှုစ조사နေတာဖြစ်ပါတယ်။နတလန်ကုံကိုခန့်ဆက်တင်ချပြင်ထားတဲ့မြို့ထဲကတဲ့ကမရတော့နတလန်ကုံပဲပြန်ဆုတ်တယ်လို့ဗမောင်းစီရဲ့တရင်ချင်းမြစ်ကပြောပါတယ်။နိုဝင်ဘာလအတွင်းဗမောင်းမြို့တိုက်ပွဲတွေမှာစော်စုစီကအသေးခံတုံးတွေတင်စီဟာဆင်ခဲ့ပြီးဗပြန်းခုံလုံးလာတဲ့ SNL တပ်ဖွဲ့ဝင်အချို့ပါရှိတယ်လို့သိရပါတယ်။ မြို့အနောက်ဘက်ခြမ်းကနေတံမြန်ထိုးဆစ်စင်လာတဲ့စစ်တကောင်အင်အား900ဝန်းကျင်ရှိနိုင်ပြီးစကိုင်းအခြေဆိုင်တမ33လမ်းအောက်ကတိုင်အချုံအဖြစ်ထားတဲ့အပြင်အရင်မြို့နယ်အတွင်းတဆွဲခဲ့တဲ့တမခွန်ခွန်လမ်းအောက်ကတိုင်ရင်တွေလည်းပါဝင်နေတယ်လို့စီးရဲတင်းရှင်းမြစ်ကပြောပါတယ် ဗမာမျိုးကိုအမတ်တင်းစစ်တေသားကိုကံမှုနဲ့ PDF တွေအပါအဝင်တော်လရင်တပ်ဖွဲ့တွေကစနေမလာ20ရက်နေ့မှာတိမိုက်ခဲတာဖြစ်ပါတယ်စစ်တပ်ကအင်အားထပ်ပြေးပြီးလေကြောင်းပစ်ကူတုံးကမျိုးကိုပြန်ထိန်ချုပ်နိုင်မှုစူးစမ်းနေတာဖြစ်ပါတယ်စီအေးအခြေအနေတွေအတွက်ဗမာမျိုးမှာရဲကန်တပ်မစင်ညာမထွက်ရအမိန့်ကိုကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်ရှင်ဆလံပင်မြဝတီမျိုးတောင်ပတ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးထိုင်းဘက်တဲ့လက်နက်ကြီးကြလို့ စစ်ဆောင်အစိုးရတရားရစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ကရင်ပြည်နယ်မြဝတီမြို့တန်ပတ်မင်းလက်ပန်ရွာမှာဒီကနေ့နိုဝင်ဘာလ30ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်နဲ့ KNU ဦးဆောင်တဲ့ပူပေါင်းတပ်တွေကြားတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စစ်ဆောင်တွေစီကသိရပါတယ်။နေသာတောင်းရင်မြစ်ပေမှာရှိတဲ့မင်းလက်ပံရွာမှာဖြစ်ပေါ်တဲ့တိုက်ပွဲမှာလက်နက်ကြီးအချို့ထိုင်းဘက်ခြမ်းကြားရောက်ရမှာမြမစစ်ဆောင်တွေတောင်းရောက်နေထိုင်နေတဲ့တန်လျာပုံကြားရောက်ပောက်ခွဲခဲ့တယ်လို့စစ်ဆောင်အချို့ကဆိုပါတယ် တန်လျားမော်လက်နက်ကြီးကြီးကြားရပောက်ခွဲတာကြောင့်စစ်ဆောင်သုံးဦးထိခိုက်ဒဏ်ရာရပြီးအဲ့ဒီထဲကတဦးကတော့စိုးရိမ်ရတဲ့အတွက်စေုံကိုပို့ထားတယ်လို့သိရပါတယ်။အတော်ကြီးတင်ရောက်ကလေးနှစ်ယောက်ထိတဲ့ကလေးတယောက်ကတော့စိုးရိမ်ရတယ်စစ်ဆောင်တန်လျားကိုထိတာလို့စစ်ဆောင်တဦးကပြောပြပါတယ်။လက်နက်ကြီးကိုမြဝတီမျိုးတံပတ်လက်ခတ်တောင်မှသက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကပြက်ကတာဖြစ်နိုင်တယ်လို့စစ်ဆောင်တွေကယူဆထားပါတယ်။ ထိုင်းနိုင်ငံသတင်းတွေမှာလည်းဒီမနက်9:00နာရီအချိန်ခန့်ကထိုင်းနိုင်ငံမေကိုကင်းရွာဘက်ကိုမြန်မာဘက်ကပြစ်ခတ်လိုက်ပြီးလက်နက်ကြီးကြီးငါးလုံးကြောင်ကြပောက်ကွဲခဲ့ပြီးမြန်မာနိုင်ငံသား2ဦးထိခိုက်ဒဏ်ရာရရှိသလုံးအဆောက်အုံတွေထိမှန်ပျက်စီးခဲ့တယ်လို့ဖော်ပြကြပါတယ်မြောက်ပြည်မြို့တံပံမင်းလက်ပံရွာအနီးကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာချောင်းပူပေါင်းတပ်တို့အကြောင်းပီကန်ဒီနိုဝင်မာလာ22ရက်နေ့မှာတိုက်ပွဲတွေဆဖြစ်ခဲ့တာပါတိုက်ပွဲကြောင့်လက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံနဲ့ကြားရောက်ခဲ့တဲ့အတွင်းထိုင်းစစ်တပ်က မိခိုးပုံတွေနဲ့အချက်ပြပြန်လည်ပြကတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်ရှင်ဆလပင်းစစ်တပ်ထောက်ခံသည့်တရုတ်ဆောင်ခန့်စေသူကျူကျူလိုင်းအချက်တော်ဖြစ်လာစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အချက်မဲ့မင်းအောင်လိုင်းရဲ့မိမကျူကျူလဟောင်းအချက်တော်သားတွေများစောက်ထားရှိလာပါတယ်မင်းအောင်လိုင်းနဲ့ကျူကျူလာမှာအောင်ပြေဆုံးလို့ခေါ်တဲ့တာရင်တူဦးစီပေမိန်ကျူကျူလာကအချက်တော်သားတွေများစွာထားရှိလာတာပါ ကျူကျူလာဟာသူ့ကိုအမေလို့ခေါ်တဲ့ငယ်ရွယ်တဲ့စစ်ပန်းအရက်ဖတ်လူငယ်တွေကိုတားလို့ပြန်ခေါ်ရင်အချစ်တော်သားတွေများစွာပေါ်ထွန်းလာပါတယ်။စစ်ပတ်မှာဆိုရင်ပုံမှုကြော်စောရဲ့ဆိုသူကကျူကျူလာရဲ့အချစ်ဆုံးသားတအူးလည်းဖြစ်ပါတယ်။ကျူကျူလာကသူ့ရဲ့သားတွေများစွာကိုသူတို့နေထိုင်ရာအိမ်တော်ထဲတကားမရှိဒါမရှိအမြဲလိုလိုဝင်ထွက်ခွင့်ပြုထားပြီးကျူကျူလာရဲ့ဝမ်းမနာသားတွေအားလုံးအမတန်လုံးကြုံရေးထူထပ်တဲ့မင်းအောင်လာအိမ်တော်စီကိုအမေကခေါ်လို့ဆိုတဲ့စကားတစ်ခွန်းနဲ့ဖြတ်ကျော်ဝင်ရောက်ကြပါတယ်။ ကျူကျူလာနဲ့တာရင်မဟုတ်တဲ့အချစ်တော်သားတွေအကြားဆက်ဆံရေးကလည်းနေ့စဉ်ဖုံးမြောကြပြီးတာချောင်းမာချောင်းကစားလို့ပေရင်ရတရာအစုံလူမှုပတ်ဝန်းကျင်ကအဖြစ်ပြက်တွေကအစားပြောဆိုကြတာပါကျူကျူလာရဲ့တာဖြစ်ခွင့်ရတဲ့အချစ်တော်သားတွေအနေနဲ့ဝင်ကြီးဌာနတွေရဲ့လုပ်ငန်းတင်နာပါမစ်တွေစီးပွားရေးနဲ့တပ်ထုတူဖော်ရေးလုပ်ပိုင်ခွင့်တွေစစ်ကောင်းဆောင်တွေရဲ့နိုင်ငံခြားခီးစဉ်တွေမှာလိုက်ပါခွင့်တွေအပါအဝင်အထူးအခွင့်အရေးဖြစ်ရရှိကြတဲ့အပြင်ကျူကျူလာစီကိုတိုင်းရိုင်းနေစဉ်ဖုန်းခေါ်ခွင့်လည်းရှိကြပါသေးတယ် ရုပ်ရှင်တွေပဲတိုင်ဝိုင်းမှာကျူကျူလာရဲ့အချစ်တော်သားတဦးဖြစ်လာသူကတော့တရုတ်ဆောင်ခန့်စီသူဖြစ်ပါတယ်ရခိုင်လူမျိုးချင်းချင်းဖြစ်တာခန့်စီသူကကျူကျူလာအနာရောက်အောင်နီလန်းမျိုးစုံနဲ့ချင်းကလာတာတွေကြောင့်ခန့်စီသူဟာကျူကျူလာရဲ့ရုပ်ရှင်နေပေကချစ်တော်သားတဦးဖြစ်လာပါတယ်ခန့်စီသူနဲ့ကျူကျူလာအကြမ်းအမေသားအခေါ်ပြောတွေနဲ့လူပေါက်ကိုချင်းခိုင်မာတဲ့ရင်းနှီးမှုရှိလာတဲ့အပြင်ရခိုင်အချင်းချင်းဖြစ်တာရော ခန့်စီသူရဲ့မျှပင်ပြောဆိုတဲ့တဲ့ဘောမကောင်လွန်နာကြောင့်ရောခန့်စီသူဟာချွတ်ချွတ်လာရင်အသေးစွဲချစ်တော်သားဖြစ်လာတာပါချွတ်ချွတ်လာကတန်မိုးကြီးအမတ်တဆိုင်လက်ကန်အိလက်လာလေးတွေကိုအလွန်နှစ်သက်သက်ပြီးခန့်စီသူကလည်းအဲ့ဒီအချက်ကိုသိရှိထားတာကြောင့်ဒေါ်လာထောင်တောင်းချီတန်နဲ့တန်မိုးကြီးလက်ကန်အိတွေကိုချွတ်ချွတ်လာစီကိုအမိအတွက်ဆိုပြီးပို့ပေးပါတယ်ဒီလိုပို့ပေးလို့လည်းခန့်စီသူအတွက်အရင်မဆုံးမင်းဝင်ကြီးဌာနရဲ့လုပ်ငန်းလုပ်ပိုင်ခွင့်တင်တာနဲ့တန်ချောင်းတင်တင်ခွင့်တွင်းကုန်ပါမယ်လို့အထူးအခွင့်အရေးပြန်လည်ရရှိတာမို့ ူရင်းလိုက်တဲ့အိတ်ဖိုးထက်တောင်အစာများစွာအမြဲရနေတာလည်းဖြစ်ပါတယ်။ဒါအပြင်တူတူလာရဲ့အချက်တော်ဖြစ်လာမှုကြောင့်စတဲ့ရဲ့ဝါဒဖြစ်စလန်းတွေမှာခန့်စီသူကပင်တိုင်းတရုတ်ဆောင်ဒိုင်ရိုက်တာဖြစ်လာတဲ့အပြင်ခန့်စီသူရိုက်ကူးခြင်းနဲ့ဇလန်းနဲ့ရုပ်ရှင်တွေအတွက်လည်းကျူကျူလာနဲ့တမီခင်တိရီတမွန်ကနောက်ွယ်ကနေငွေကြေးတိတ်ထောင်ကြီးထုတ်ပေးပါတယ်ကျူကျူလာကလည်းပြပခီးစင်ကပြန်လာတဲ့အခါတားခတ်စီသူအတွက်ဆိုပြီးလက်ဆောင်တွေဝင်လာတတ်ပါတယ် 2022ခုနှစ်မလအတွင်းမှာကျူကျူလာရဲ့တိုက်တွန်းမှုနဲ့မင်းအောင်လိုင်ကခန့်စီသူကုံလူမှုထုံချုံစုပေးရခဲ့ပါသေးတယ်။ခန့်စီသူကလည်းသူ့ရဲ့အလူတွေမှာအမေတော်ကျူကျူလာကိုဥထိတ်ထား၍ဆိုတာမျိုးတွေနဲ့အလူတွေလုပ်ပြပြီးတပ်ပုံတွေပြန်လည်ပို့ချောင်းတပ်ပုံတွေမှာအသေးတွေပေးကြတာလည်းရှိနေပါသေးတယ်။ ဒီနေ့မေလ19ရက်နေ့မှာလဲခန့်စီသူကငလင်တန်နေရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေကိုငွေကြေးတင်နေရလှူဒန်းပြခဲ့ပြီးလှူဒန်းမှုတွေကိုအမေတာရုခေါ်ပါဆိုပြီးချူချူလာစီကိုအမျှဝေတာရုခေါ်ခိုင်းခဲ့ပါသေးတယ်ကျူကျူလာဟာခက်စီသူရဲ့တကယ်အမေရင်မဟုတ်တယ်လို့ခက်စီသူကလည်းကျူကျူလာရဲ့တကယ်သားရင်မဟုတ်ပေမယ့်သူတို့နှစ်ဦးကြားကအမေနဲ့သားအခေါ်ပြပြီးအပြန်အလှန်နေ့စဉ်အဆက်အသွယ်မပြောင်းချိန်ဆက်နေကြတဲ့ဆက်ဆံရေးဟာတာမန်ထက်တော့ပိုကဲနေတာကိုညင်မရဘူးလို့နေပြည်တော်စစ်ပတ်တရင်ရှင်မြက်ကဆိုပါတယ်ရှင်။